မြန်မာနိုင်ငံကိုဗြိတိရှားတွေတင်ပတ်ရတဲ့အဓိကရည်ရွယ်ချက်ဟာကျွန်းတဲ့ကြောင်မြေရတနာစတာတွေအပြင်စစ်ပွဲတွေရဲ့နောက်ွယ်မှာကမ္ဘာအင်အားကြီးနိုင်ငံတွေကိုဆွဲဆောင်နိုင်ခဲ့တဲ့မြန်မာပြည်ရဲ့လျှို့ဝှက်ပစ္စည်းတစ်ခုဖြစ်တဲ့ရေနံကြောင်လေးဖြစ်ပါတယ်။ကမ္ဘာအင်အားကြီးနိုင်ငံတွေကိုဆွဲဆောင်နိုင်ခဲ့တဲ့မြန်မာရေနံအရင်းမြစ်တွေဟာအလွန်အရေးပါခဲ့ပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုမှာတော့မြမစည်းဝါးကြီးရဲ့အသက်သွေးကြောဖြစ်ခဲ့မှုတဲ့ မြမရည်နယ်အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။မြမနိုင်ငံမှာရည်နယ်ထုတ်ယူသုံးစွဲမှုဟာအင်္ဂလိပ်တွေမရောက်ခင်ကတည်းကရှိခဲ့တာပါ။မြမဘရင်တွေလက်ထက်မှာရည်နယ်ကိုလက်လုတွင်းနေတဲ့ဒူးဖော်ပြီးတော့သုံးစွဲခဲ့ကြပါတယ်။ရည်နယ်တွင်းနေဟာအဓိကအဖြစ်မကွေးတိုင်းဒေသကြီးရည်နယ်ချောင်းမြို့နယ်မှာတည်ရှိခဲ့ပြီး ရေနံချောင်းဒေသဟာရေနံထုတ်လုပ်မှုရဲ့အဓိကနေရာတစ်ခုပါအဲ့ဒီအချိန်ကရေနံတွင်းမောင်း900ကျော်ရှိပြီးတွင်းစား24စုလို့ခေါ်တဲ့မိသားစုတွေကဘရင်ခွင့်ပြုချက်နဲ့ရေနံတွင်းတွေကိုလက်နဲ့ဒူးဖို့ထုတ်လုပ်ခဲ့ကြတာပါရေနံထုတ်လုပ်မှုနှုန်းဟာတစ်နှစ်ကိုဂါလန်သုံးသန်းတန်ချိန်4200လောက်ရှိတယ်လို့လည်းခန့်မှန်းချက်တွေအရသိရပါတယ်ရေနံချောင်းဆိုတဲ့ DME ဟာရေနံအများဆုံးထွက်ရှိတဲ့ချောင်းကိုအစွဲပြုကပေးခဲ့တာဖြစ်ပြီးဒူးဖို့မှုဟာမျိုးရိုးအလိုက် အမွေဆက်ခံခွင့်ရတဲ့ဒေသခံမိသားစုတွေရဲ့လက်ထဲမှာပဲရှိခဲ့ပါတယ်။ရေနံကူတည်ဆောင်ရမှာလေရေနံချောင်းကနေအေယာဝရီမြေအတိုင်းလေတွေဖောင်တွေနဲ့တည်ပူခဲ့ကြပါတယ်။အဲ့ဒီချိန်ကထွက်လာတဲ့ရေနံတွေကိုအ धिक အားဖြင့်မိထွန်ဖို့နဲ့တက်သားတွေဆွေးမြေပြည့်စုံမှုမရှိအောင်တုတ်လိမ်ဖို့အတွက်ပဲအသုံးပြုခဲ့ကြတာပါ။ပြပပုတ်ကုံလိုကြီးကြီးမားမားထုတ်လုပ်တာမျိုးတော့မရှိသေးပါဘူး။ မြေဒီချတွေဟာ1852ခုနှစ်ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲပြီးမှမြန်မာရေနံကိုစိတ်ဝင်စားလာခဲ့ပါတယ်။ဒါပေမဲ့ရေနံလုပ်ငန်းအပြောင်းလဲကြီးကိုစတင်စီခဲ့တာကတော့1885ခုနှစ်တတိယအင်္ဂလိပ်မြန်မာစစ်ပွဲပြီးမြန်မာတနိုင်ငံလုံးကိုမြေဒီချတို့သိမ်းပိုက်လိုက်တဲ့အချိန်မှပဲဖြစ်ပါတယ်။မြေဒီချတို့ဟာမြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးမကြခင်1886မှာဘာမာဝိုင်းကုမ္ပဏီ BOC ကိုစကော့တလန်မှာတည်ထောင်ခဲ့ပြီးမြမရေနံလုပ်ငန်းရဲ့တည်ထန့်ချုပ်ကန်권ကိုရယူခဲ့ပါတယ်။အဲဒီနောက်1889မှာတော့ BOC ရရေနံချောင်းကရေနံတွင်းအများစုကိုတွင်းစားမိသားစုတွေစီကနေငှားရမ်းတာနဲ့ဝယ်ယူတာတွေကိုလုပ်ပြီးစူမိုးနိုင်ခဲ့ပါတယ်။ BOC ဝင်လာတဲ့အခါတွင်းစားမိသားစုတွေရဲ့ရိုးရာအရပိုင်ဆိုင်ခဲ့တဲ့ရေနံတွင်းအမွေဆက်ခံ권တွေဆုံးရှုံးခဲ့ရပါတယ်။ သူတို့ဟာကိုပိုင်တွင်းတွေကနေ BOC ကုမ္ပဏီရဲ့လုပ်သားများအဖြစ်အသွင်ကူးပြောင်းခဲ့ရပြီးလောက်ခလာစာကိုသာမိခိုနေထိုင်ရတဲ့ဘဝကိုရောက်ရှိသွားခဲ့ကြပါတယ်။ BOC ရဲ့ရည်ရွယ်ချက်ဟာဒေသတွင်းသုံးဆွဲဖို့မဟုတ်ဘဲကမ္ဘာစက်မှုလုပ်ငန်းအတွက်ရည်နှံစိမ့်တွေရဲ့မြောက်များထုတ်လုပ်ဖို့အတွက်ဖြစ်ပြီး1889ခုနှစ်မှာပထမဆုံးအနေနဲ့ရည်နှံတွင်းတွေကိုဆက်ကရီယာနဲ့ဒူဖော်ချင်းကိုစတင်ခဲ့ပါတယ်။ဒီလိုဆက်တွေနဲ့ဒူဖော်ရာကြောင့် တနေ့ကိုရေနံစီပေါင်းတထောင်လောက်ထိထုတ်လုံနိုင်ခဲ့ကရေနံတွင်းတွေဟာလေပူပြီးနှဆိုင်လာပြီးထုတ်လုံမှုပမာဏကလည်းမကြုံဘူးလောက်အောင်တိုးတက်ခဲ့ပါတယ်ဒီလိုနဲ့အင်္ဂလိပ်ခေတ်မှာရေနံချောင်းဟာကမ္ဘာအဆင့်မီရေနံမြေတစ်ခုအဖြစ်ရပ်တည်ခဲ့ပြီးမြန်မာနိုင်ငံရဲ့ရွှေမြို့တော်လို့တော့တင်စားရမလောက်အရေးပါခဲ့ပါတယ်1908ခုနှစ်မှာတော့ရေနံချောင်းကနေရန်ကုန်တန်လျင်အထိ မိုင်300ရရှိလျားတဲ့ရေနံပိုက်လိုင်းကိုဖောက်လုပ်ခဲ့ပြီးဒီပိုက်လိုင်းကနေ တနေ့ကိုရေနံစီပေါင်း6000လောက်တည်ယူနိုင်ခဲ့ကြပါတယ်ဒီလိုနဲ့1930ခုနှစ်မှာရန်ကုန်အနီးတန်လျင်မှာရေနံချက်စက်ရုံကြီးတစ်ခုတည်ဆောက်ပြီးဒီစက်ရုံကနေဓာတ်စီရေနံစီနဲ့ချောစီတွေထုတ်လုပ်ခဲ့ပါတယ်ထုတ်ကုန်တွေကိုရေနံကန်တဲ့တင်းမော်တွေနဲ့ကမ္ဘာတဝန်းကိုတင်ဖို့ရောင်းချခဲ့ပါတယ်အင်္ဂလိပ်ခေတ်တလျှောက်လုံးမှာမြမရေနံလုပ်ငန်းဟာ အင်္ဂလိပ်အစိုးရအတွက်အဓိကအခွန်ဝင်ငွေဖြစ်ခဲ့ပြီးမြန်မာနိုင်ငံဟာအခွန်ငွေတချို့ရရှိခဲ့ပေမဲ့လေအဓိကအကျိုးမြတ်တွေအားလုံးကတော့ဗြိတိရှားအစိုးရနဲ့ကုမ္ပဏီပိုင်ရှင်တွေစီပဲစီစဉ်သွားခဲ့ကဒေသခံပြည်သူနဲ့နိုင်ငံအတွက်ရေရှည်ဖွံ့ဖြိုးထိုးတက်မှုအကျိုးကျေးဇူးကအလွန်နေပါခဲ့ပါတယ်။အင်္ဂလိပ်ကုမ္ပဏီတွေကြီးစိုးမှုကြောင့်ရေနံလုံသားတွေဟာလကနေပါတဲ့ဘဝနဲ့အလौ့ချိန်များစွာပြီးဆက်ခဲ့ရတဲ့အပြင် မြန်မာလူမျိုးတွေအတွက်အဆင်မြင့်အရာရှိယာတုတွေရဖို့အခွင့်အရေးနှေးပါခဲ့ပြီးအကျိုးမြတ်အများစုကအင်္ဂလိပ်ကုမ္ပဏီတွေကပဲရရှိခဲ့တာပါမြမရေနံသမိုင်းမှာအဆူရွာဆုံးအရေးပါဆုံးအခန်းကဏ္ဍကတော့ဒုတိယကမ္ဘာစစ်အတွင်းမှာဖြစ်ပါတယ်1942ခုနှစ်မှာဂျပန်နေမြန်မာနိုင်ငံကိုဝင်ရောက်လာတဲ့အခါဗြိတိရှတပ်တွေဟာဂျပန်နေလက်ထက်ရေနံနေပပသွားအောင်ရေနံတွင်းနေနဲ့စစ်ရုံတွေကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ် မိဒိချအရာရှိတွေကြီးကြပ်မှုအောက်မှာအ धिक ရေနံတွင်းနေအားလုံးကိုဖျက်ဆီးလိုက်ရာမြမစည်းပွားရေးအတွက်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့ပြီးရေနံလုပ်ငန်းဟာလုံးဝရပ်ဆိုင်သွားခဲ့ကအလုသမားတွေရဲ့အသက်မွေးဝမ်းကြောင်းလည်းပျက်စီးခဲ့ရပါတယ်စစ်ပွဲပြီးဆုံးတဲ့အခါ BOC ဟာမြမနိုင်ငံကိုပြန်လည်ရောက်ရှိလာပြီးပျက်စီးသွားတဲ့အဆောက်အုံတွေနဲ့ရေနံတွင်းတွေကိုပြန်လည်ထူထောင်ဖို့ကြိုးပမ်းခဲ့ပါတယ်မြမနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်းမှာတော့ BOC ဟာဆက်လက်လဲပတ်သေးပေမဲ့နောက်ပိုင်း1963ခုနှစ်စက်တင်ဘာလမှာတော့မြန်မာအစိုးရကနိုင်ငံပိုင်အဖြစ်သိမ်းယူလိုက်ပြီးမြန်မာရေနံကော်ပိုရေးရှင်း MOC အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ဒါဟာအင်္ဂလိပ်ခေတ်မြန်မာရေနံသမိုင်းရဲ့အခန်းဆက်ကိုအဆုံးသတ်စေခဲ့တာပါ။အင်္ဂလိပ်ခေတ်မြန်မာရေနံသမိုင်းဟာ အရင်းမြစ်ဗောကြွေွားတဲ့နိုင်ငံတနိုင်ငံကို နေချက်အင်အားကြီးတွေကဘယ်လိုအမျက်ထုတ်ခဲ့တယ်လဲဆိုတာကိုပြသခဲ့ပါတယ်။ ။ဒါဆိုရင်တော့အင်္ဂလိပ်တွေမီးရှို့ဖျက်ဆီးခဲ့တဲ့မြမရေနံရဲ့တမိုင်းချောင်းကိုဗဟုသုတအနေနဲ့သိရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဒီလိုအကြောင်းအရာတွေကိုကြိုက်နေတဲ့ဆိုရင်တော့ channel ကို subscribe လုပ်ထားပြီး နောက်ထပ်ဗီဒီယိုတွေကိုစောင့်မျှော်ကြည့်ရှုဖို့ပြောချင်ပါတယ်ခင်ဗျာ။နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြပါမယ်။